ကဘာတဝန်းဖြစ်ပျက်နေတဲ့အဖြစ်အပျက်များစွာကိုဒဝေယဝက်ပြည်သက်တွေသိရှိစေဖို့တပတ်တွင်းနိုင်ငံတကာရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်ဒီတပတ်နိုင်ငံတကာရေးရာမှာတော့ဇွန်လ9ရက်နေ့ကနေဇွန်လ13ရက်နေ့အထိတပတ်တာအတွင်းအဖြစ်အပျက်အချို့ကိုကောက်နှုတ်ဖော်ပြသွားမှာပါဒီအကြောင်းအရာတွေကိုဒဝေယဝက်ဝိုင်းတော်သားတွေကအစီအစဉ်တင်ဆက်ထားတာဖြစ်ပါတယ်အီရန်နိုင်ငံမြို့တော်တီဟီရန်ကို ဣသရေလနိုင်ငံကလေကြောင်းကနေဇွန်လ23ရက်နေ့နံနက်ပိုင်းမှာစတင်တိုက်ခိုက်လိုက်ပါတယ်။ Ryzen Lion စစ်စင်ရေးအနေနဲ့အီရန်နိုင်ငံရဲ့နျူကလ িয়ার အဆောက်အုံတွေအပါအဝင်စစ်ရေးပစ်မှတ်တွေကိုဣသရေလဘက်ကလေကြောင်းကဘုံကျဲတိုက်ခိုက်ခဲ့တာပါ။အီရန်နိုင်ငံဘက်ကတော့အရေးပေါ်အခြေအနေကြီးညာလိုက်ရပြီးချက်ချင်းပြန်လည်တုံ့ပြန်ဖို့ကြီးညာလိုက်ပါတယ်။တိုက်ခိုက်မှုအတွေ့ဣသရေလဘက်ကပြန်လည်ပြစ်ဆက်ရမယ်လို့လည်းတုံ့ပြန်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်မြို့တော်ထဲပောက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီးကလေးငယ်တွေအပါအဝင်တေဆုံးမှုတွေရှိခဲ့တယ်လို့အီရန်ဘက်ကထုတ်ပြန်ပါတယ်။ဒါပေမဲ့တိတိကျကျအတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူး။တိုက်ခိုက်မှုတွေမှာတော့အမေရိကန်ပြည်ထောင်စုဘက်က ပါဝင်ပတ်သက်တာ ကူညီဆောင်ရွက်ပေးတာမျိုးမရှိဘူးလို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကပြောထားပါတယ်။ ဣသရေလနိုင်ငံကအီရန်မြို့တော်တီဟီရန်ကိုလေကြောင်းကဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်အီရန်ဘက်က drone 100လောက်နဲ့ဣသရေလဘက်ကိုလွှတ်တင်လိုက်တယ်လို့ဣသရေလဘက်ကပြောပါတယ်။ဒါကိုဣသရေလဘက်ကပြန်လည်ပြစ်ချနိုင်ဖို့ပြင်ဆင်နေတယ်လို့စစ်တပ်ပြောခွေရသူကပြောကြားလိုက်ပါတယ်။ဒီဟီရန်မြို့တော်ကိုလေကြောင်းတိုက်ခတ်ပြီးတဲ့နောက်အီရန်ဘက်ကစီရီအရာရှိ၃ဦးအထိသေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်ဘက်ကပြောပါတယ်။အီရန်ဘက်ကတော့တော်လှန်ရေးအစောက်တပ်ခေါင်းဆောင်တဦးဖြစ်တဲ့ဟော့ဆင်ဆလာမီတည်ဆုံခဲ့တယ်လို့နိုင်ငံပိုင်သတင်းဌာနကကြေညာထားပါတယ်။လက်ရှိမှာတော့ဘုံကျဲတိုက်ခိုက်မှုကို နိုင်ငံတကာကတော့ကတ်ကွယ်ပြီးနှစ်ဖက်တင်းမာမှုလျှော့ချဖို့တိုက်တွန်းထားကြပါတယ်။အင်ဒရီးယားနိုင်ငံမှာခရီးသည်နဲ့လေယာဉ်ဝန်ထမ်းတွေအပါအဝင် လူ250နီးပါးလိုက်ပါလာတဲ့ အိန္ဒြိယလေချောင်းလိုင်းကလေရင်တစဉ်ဇွန်လ12ရက်နေ့ကပြက်ကျခဲ့ပါတယ်။လေရင်ပေါ်မှာခရီးသည်နဲ့ဝန်ထမ်း242ဦးလိုက်ပါလာပါတယ်။အများစုကတော့အိန္ဒြိယနဲ့ဗြိတိန်နိုင်ငံသားတွေဖြစ်ပါတယ်။လေရင်ပြက်ကျမှုကြောင့်အိန္ဒြိယနွယ်ဖွာဗြိတိန်နိုင်ငံသားတဦးအသက်ရှင်ခဲ့ပြီးကြံလူတွေအလုံးသေဆုံးခဲ့ပါတယ်။လေရင်ကအိန္ဒြိယနိုင်ငံဂူဂျာရတ်ပြည်နယ်ကနေလန်ဒန်မြို့ကိုသွားရောက်ပို့အာမာဒဘတ် မြို့ရဲ့နိုင်ငံတကာလေဆိပ်ကနေထွက်ခွာလာခဲ့တာဖြစ်ပါတယ်။လေရင်ကလေဆိပ်ကထွက်ခွာလာပြီးတဲ့နောက်ခဏကြာမှအနီးရှိလူနေရပ်ကွက်ဖြစ်တဲ့မေဂနီနာဂါကို ပြက်ကျသွားခဲ့တာဖြစ်ပါတယ်။လေရင်ပြက်ကျရတဲ့အကြောင်းရင်းကိုတော့အာနာပိုင်တွေကစုံစမ်းစစ်ဆေးသွားမယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းဖူကက်မြို့မှာနယူးဒေလီမြို့ကို ပြန်တမ်းမဲ့အိန္ဒြိယလေကြောင်းလိုင်းရဲ့လေယာဉ်တစ်စင်းဟာ ဘုံချင်းချောက်ခံရပြီးဖူကက်လေဆိပ်တို့ပြန်လည်ဆင်းသက်ခဲ့ရပါတယ်။အဲအိန္ဒိယလေကြောင်းလိုင်းပိုင်းလေယာဉ် AI 379ဟာအိန္ဒိယနိုင်ငံ New Delhi ကိုသွားဖို့ဖူကက်နိုင်ငံတကာလေဆိပ်ကနေဇွန်လ23ရက်နေ့နာနဲ့9နာရီ5မိနစ်မှာထွက်ခွာလာခဲ့တာပါ။လေရင်ပြန်တန်းနေတဲ့အချိန်လေရင်မှုကဘုံချင်းချောက်မှု စာတို့ကိုလက်ခံရရှိပြီးတဲ့နောက်လေချောင်းထင်းသိမ်းရေးစခန်းကိုအရေးပေါ်အကြောင်းကြားခဲ့ရပါတယ်။ အဲ့ဒီနောက်လေရင်ကိုဖူကက်နိုင်ငံတကာလေဆိပ်ကိုပဲပြန်လည်ဆင်းသက်လိုက်ရပါတယ်။လေရင်ပေါ်မှာခရီးသည်156ဦးလိုက်ပါလာပြီးအားလုံးဘေးကင်းခဲ့ပါတယ်။လေဆိပ်အာဏာပိုင်တွေကလည်းအရေးပေါ်ဘုံချိတ်ချောက်မှုအခြေအနေနဲ့ပတ်သက်လို့ချက်ချင်းရှင်းလင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။တောင်အာဖရိကနိုင်ငံအရှိတ်ဂိတ် ပြည်နယ်မှာရေကြီးမှုကြောင့်တေဆုံးသူအ ਨੇ ဆုံး88ဦးအထိရှိလာပါတယ်။တောင်အာဖရိကမှာမိုးသဲထန်စွာရွာသွန်းခဲ့သလိုစီးနှင်းတွေလည်းကြာရောက်နေတာပါ။ဆောင်းရာသီရဲ့အအေးတံကြောင့်လမ်းမဆက်သွယ်ရေးနဲ့လျှက်စစ်ဓာအားတွေလည်းပြတ်တောက်နေပါသေးတယ်။ကြောင်ကားတစီရေလွှမ်းမှုမှုကြောင့်လမ်းပေါ်မှာပဲမျောပါသွားခဲ့ရပါတယ်။ အဲ့ဒီဘတ်စကားပေါ်ကလူ6ဦးသေဆုံးပြီး4ဦးကပျောက်ဆုံးနေစေဖြစ်တယ်လို့အာဏာပိုင်တွေကဇွန်လ17ရက်နေ့မှာပြောပါတယ်။မြစ်နယ်နီးတဲ့နေရာတွေမှာတော့ရေက10ဘီကနေ73ဘီအထိမြင့်တက်နေတယ်လို့သိရပါတယ်။လာဘူဘူးအယုတ်ကြီးများကို The Yunlo International Ancient House ကဇွန်လ10ရက်နေ့ကလီလန်တင်ရောင်းချခဲ့ပါတယ်။ လေးပီလေးလက်မှရှိတဲ့အညိုရစ်ရစ်လာဘူးဘူးအယုတ်ကြီးကဈေးအများဆုံးရခဲ့တာပါပွဲအတွင်းလာဘူးဘူးအယုတ်ပေါင်း48မျိုးအထိရောင်းချနိုင်ခဲ့ပြီးရောင်းချရမှုကဒေါ်လာ35,324အထိစမ်းချိန်တင်ခဲ့ပါတယ်လာဘူးဘူးအယုတ်ဟာကမ္ဘာတဝန်းမှာရှိတဲ့အယုတ်တွေထဲမှာဈေးအကြီးဆုံးအယုတ်ဖြစ်လာနေပါတယ် ကျောက်စရာဒရိတ်ဆန်ပုံစံအယုတ်ဖြစ်တဲ့လာဝူဘူးကိုလွန်ခဲ့တဲ့ဆယ်နှစ်ကဟောင်ကောင်အမှုပညာရှင်ကာဆန်လောင်ကဖန်တီးခဲ့တာဖြစ်ပါတယ်။စင်ကာပူနိုင်ငံအခြေစိုက်တန်ဘူးနယ် Jetstar Airways လေကြောင်းလိုင်းကိုပိတ်ပစ်တော့မယ်လို့ဇွန်လ17ရက်နေ့မှာကြေညာလိုက်ပါတယ်။လေဆိပ်အခကြေးငွေပိုမြင့်မားလာတာနဲ့ဇယိမ်နယ်လေကြောင်းလိုင်းတွေအကြား ပြန်ဆိုင်မှုပြင်းထန်လာလို့လေကြောင်းလိုင်းကိုပိတ်ပစ်တော့မယ်လို့ကြေညာလိုက်ပါတယ်။တက်တန်း20အရွယ်ရှိပြီဖြစ်တဲ့ Jetstar Airways လေကြောင်းလိုင်းကို လာမယ့်လမှာပိတ်ပစ်ရင် အလုတ်အကိုင်း900အထိဆုံးရှုံးနိုင်တယ်လို့တွဲဖက်ကုမ္ပဏီဖြစ်တဲ့ Australia နိုင်ငံရဲ့ Qantas ကဆိုပါတယ်။ Jetstar Asia လေကြောင်းလိုင်းက Airbus လေယာဉ်73စင်းကို Australia နဲ့ New Zealand စီပြန်နေရာချထားမယ်လို့လည်းကြေညာပါတယ်။ Jetstar Asia လေကြောင်းလိုင်းဟာ ပေးသွင်းစရိတ်တွေမြင့်တက်လာတာလေးစိတ်တွေမှာရန်နာခမြင့်တက်တာ Air Asia နဲ့ Singapore Airlines ရဲ့ Scoot အပါအဝင်အရှိတောင်အာရှစရိတ်နဲ့လေးချောင်းလိုင်းတွေနဲ့အပြိုင်ဖြစ်လာလို့ပုံမိုးဆိုးရွားလာခဲ့တာဖြစ်ပါတယ်။နောက်အပတ်မှာလည်းနိုင်ငံတကာရေးရအစီအစဉ်ကိုစောင့်မျှော်အားပေးကြပါဦးခင်ဗျာ။